လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ ်ချန်တဲ့နထိုးကြီးနယ်မှာစိုးစုနဲ့တိတာရုံမှုအဆောင်နဲ့ပြူတွေကနယ်မြေစုံမိုးနိုင်ဖို့စကြောင်းတို့မိရှုနေရကြောင်းကျေးရွာပေါင်း20ကျော်ကတောင်းနဲ့ကြီးတဲ့ပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေရပြီးတော့စားနေရိတ်ကစေဝါနဲ့အမိုးကစားတဲ့အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့စက်ရှောင်ရေးကူညီနေသူတွေကပြောပါရယ်။ပြီးခဲ့တဲ့ဩဂုတ်လမှာမြင်းချန်နဲ့အရှိချန်နဲ့နထိုးကြီးနယ်အနောက်ချန်ကကျေးရွာတွေကိုစကြောင်းတို့မိရှုလူသက်လူရက်ခဲ့တဲ့စုံစုနဲ့ပြူတွေကစက်တဘာ25ရက်မှာ ရင်းကျက်နှထိုးကြီးလမ်းမိုင်းပေါ်ကအကြိမ်ကြိမ်မီးရှို့ဖျက်ဆီးထားတဲ့ညောင်မင်းရွာကိုထပ်မံစစ်ကြောင်းတို့ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီစစ်ကြောင်းနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့နဲ့ထိတ်တိုက်တိုက်ပွဲဖြစ်ပွားပြီးတော့အထိနာတဲ့စိုးစုကညောင်မင်းရွာကိုစီးနှင်းလူရဲ့မီးရှို့ကအထိုင်ချတဆွဲနေရာကြောင်းတောင်းနဲ့ချီတဲ့ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြတာလို့စစ်ပေးရှောင်တွေကိုကူညီနေသူတူကအမတ်ပီကိုပြောပါရတယ်။ မြင်းချံမြို့နယ်နဲ့နထိုးကြီးမြို့နယ်အဆက် ကားလမ်းပေါ်မှာရှိတဲ့ညောင်ပင်ရွာဟာအင်ချိန်900ဝန်းကျင်နဲ့လူဦးရေ4000ကျော်ရှိတဲ့ရွာဖြစ်တယ်လို့စိုးစုကပြီးခဲ့တဲ့စက်တဘာ29ရက်ကနေအခုလက်ရှိအော်တိုဘာလထဲထိစီနင်းလူရဲ့မိရှုနေဆဲဖြစ်တယ်လို့သူကဆိုပါတယ်။လက်ရှိမှာစိုးစုနဲ့တိဒါရုံမုံဦးဆောင်တဲ့ပြူစောတီတွေဟာနေအိမ်တွေကိုဖောက်တွင်းလူရဲ့ပြီးအကြိမ်ကြိမ်မိရှုဖြစ်စီနေရာကြောင့်ညောင်ပင်ရွာကဒေသခံတွေအပါအဝင်အနီးဝန်းကျင်ကျေးရွာတွေဖြစ်တဲ့စံပြားတဲတော်မြောက်ကုန်းတဲပျော်ပွဲ စတဲ့ကျေးရွာပေါင်း20ကျော်ကထောင်ထောင်ကြီးတဲ့ပြည်သူတွေစပေးဆောင်ထွက်ပြေးနေရပြီးတော့စာနယ်ရိတ်က စေဝါအမိုးအကအကူအညီတွေလိုအပ်နေတာဖြစ်တယ်လို့စစ်ဆောင်တွေကိုကူညီပေးနေသူတွေကဆိုပါတယ်ဒါအပြင်လက်ရှိနှထိုးကြီးနဲ့အရှိချမ်းနဲ့တောက်ဘတ်ချမ်းမှာလည်းတာစင်နယ်ဘက်ကနေစစ်ကြောင်းထိုးလာတဲ့စိုးအစုတွေနဲ့တော်လန်ရေးတပ်ဖွဲ့တွေတိုက်ပွဲတွေဖြစ်ပွားနေစေဖြစ်တာကြောင့်မကြီးကန်မကြီးကုန်းအောင်ပန်းကုန်းတထေးကုန်းရွာသားအေးစတဲ့ကျေးရွာတွေကဒေသခံတွေလည်းစပေးဆောင်ထွက်ပြေးနေကြတယ်လို့ အကူအညီပေးနေသူတွေကပြောပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လကလည်းရင်းချက်နဲ့အရှိချမ်းနဲ့နှထိုးချင်းနဲ့အနောက်ချမ်းကကြေးရွာတွေကိုစုအစုနဲ့တည်သားရုံမှုံဦးဆောင်တဲ့ပြူတွေဟာအင်အားတထောင်ဝန်းကျင်နဲ့စစ်ကြောင်းထိုးပြီးတော့ရွာစဉ်ပတ်မွေလူသက်လူရဲ့မိရှုခေရာကြောင့်ကြေးရွာပေါင်း၁၀ရွာကျော်ကစုစုပေါင်းအင်ချီ1500ကျော်မီးလောင်ပျက်စီးခဲ့ပြီးဒေသခံ25ဦးထပ်မံနဲ့ဖမ်းဆီးတပ်ဖြတ်ခံခဲ့ရတယ်လို့မြင်းမြင်းတရင်းရင်းမြစ်တွေကပြောကြပါဗျာ။